မင်္ဂလာပါရှင်ဒီချိန်က Standard RMG လို့ကုန်းဖော်အမွန်တင်ခဲ့တဲ့စေအုပ်စုဟာယခုခါတူမီတနက်များနဲ့စတင်တွန်းလှန်လာခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုနိုင်ငံဗန္ဒာများတလဟောထုတ်သုံးကနေတဲ့အင်အားသုံးပြီးခုခံကာကွယ်နေရတဲ့ဖြစ်ရောက်လာနေပြီဖြစ်ပါတယ်သူတို့အသက်ဆန္ဒရေးအတွက်မရှိမရှိမဲ့တိုင်းပြည်ဗန္ဒာများတုံဆွဲပြီးလူလူကိုနေစဉ်လိုတက်ဖြတ်နေကြတာကိုလေလူလူကိုလက်ပိုက်ကြည့်နေုံမှလွဲပြီးဘာမှမတက်နိုင်ဖြစ်ခဲ့ရပါတယ် လူလူဒေါ်လာရေးရဲ့စောပိုင်းကာလတွေမှာစေကောင်းဆောင်ဟာအဲ့ဒီဒေါ်လာရေးတက်တွေကိုအထင်ကြီးနဲ့ကြီးတက်အင်အားနဲ့ခြေမုံနိုင်မယ်လို့ယုံကြည်ခဲ့ပြီးဒီကြောင့်ဖြစ်ကူကိုခွင့်မပြုဘဲတင်းခံနေခဲ့ပါတယ်။အဲ့ဒီအနေထားဟာမင်းတက်တိုက်ပွဲတွင်စတင်တည်တာလာခဲ့ပါတယ်။စစ်တပ်ရင်နှန်းဟာချုံကိုတိုက်ခိုက်ခံရစဉ်တွင်စစ်ကောင်စီတပ်တွေမချေမလဖြစ်လာပြီးဒီကြောင့်မှပြစ်ကူပေးရန်တောင်းဆိုခဲ့ပေမယ့်ခွင့်မပြုခဲ့တာကြောင့်ပြည်သူဖယဲနဲ့စုပ်ခွာထွက်ပြေးသွားကြရပါတယ်။ အခြားနေရာတွေမှာလည်းအဲ့ဒီတက်များလို့တပြေးတည်းပြေးနေရတဲ့ဖြစ်ကိုကြုံလာရတဲ့အခါမှာစီကောင်းဆောင်ဟာတိုက်လေရင်များအုံပြုဖို့စတင်စဉ်းစားလာခဲ့ပါတယ်။ဒီကြောင့်ပြည်ကူဟာရေးပေါ်ချီနေများဖြစ်တဲ့စစ်စခန်းများကုကဲရေးစခန်းများနဲ့စီရင်နှံများခြုံခိုတိုက်ခိုက်ခံရမှုတွေကိုကာကွယ်ဖို့အတွက်ခွင့်ပြုထားတာပဲဖြစ်ပါတယ်။အဲ့လိုခွင့်ပြုချက်ရဖို့လေအထက်စင်စင်ကိုခွင့်ပြုမိတ်တောင်းခံခဲ့ရပါတယ်။တဆိုင်ရစတိုင်းမှုတွေကစစ်ဦးစီးချုပ်ကြီးထံတင်ပြရပြီး ထို့မှတစဉ်စစ်ကောင်းဆောင်ထံထပ်မံတင်ပြရပါတယ်။စစ်ကောင်းဆောင်ရဲ့ခွင့်ပြုချက်ရမှာသာစီဦးစီးချုပ်ကြီးဟာကာကွယ်ရေးဦးစီးချုပ်လေထံတောင်းဆိုရပါတယ်။အစောပိုင်းကာလတွေမှာစစ်ကောင်းဆောင်ရဲ့ခွင့်ပြုချက်မရဘဲလေကြောင်းမှာတိုက်ခိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။တည်ယူပို့ဆောင်ရေးအတွက်ရဟတ်ရင်တွေကိုတုံးနိုင်မှုကလည်းအလားတူပဲဖြစ်ပါတယ်။စစ်ကောင်းဆောင်စီဝေကန်တွေရောက်နေလို့ထိတိရရချင်းနေချိန်တွေမှာစောင့်နေကြရလို့နှောက်နှေးကုန်ကြပါတယ်။ ။စီကောင်းဆောင်ဟာဘာသာရေးကဏ္ဍတစ်ခုရောက်နေတာနဲ့ဂျုံမာကသူ့အတွက်ကုသိုလ်လုပ်နေခြင်းတက်ရဖြက်ရမယ်မိမျိုးမပေးခြင်းတဲ့အတွက်နှုတ်ပိတ်နေတဲ့ပြန်ပါတယ်။တခါကဒုစစ်ကောင်းဆောင်ဟာစစ်မြေပြင်စီရင်ခံစားကိုလက်ကကင်ပြီးလေချောင်းပစ်ကူပေးဖို့စစ်ကောင်းဆောင်ထံကိုတိုင်ကိုကြားသွားရောက်တောင်းခံချိန်မှာစီကောင်းဆောင်ဟာဖျားထီတင်တဲ့ခိုင်းနဲ့ကျုံခဲ့တာကြောင့်ထုံးစံအတိုင်းနှုတ်ဆက်နေခဲ့တဲ့အတွက်စစ်စခန်းလက်လွတ်ခဲ့ရပါတယ်။ ်ဒါကြောင့်ဒုစစ်ကောင်းဆောင်ဟာဒေါသပုံထနေတာကိုကြားရတဲ့အခါလေကြောင်းပြစ်ကူအတွက်ဒုစစ်ကောင်းဆောင်ကိုယ်တိုင်တာဝန်ယူရန်စစ်ကောင်းဆောင်ကလွှဲပြောင်းပေးခဲ့ရပါတယ်နောက်ဆုံးမှာတော့ချိန်ရီအတွက်များလာပြီးဒုစစ်ကောင်းဆောင်မှစပြီးတိုင်မှုများခွင့်ပြုပေးရတဲ့အခြေအနေတီဖြစ်လာခဲ့ပါတော့တယ်တိုင်မှုများခွင့်ပြုချက်နဲ့လေကြောင်းပစ်ကူပေးနိုင်အောင်စစ်တိုင်းဌာနချုပ်များကတွေ့ပေးထားတယ်။ဒီတဲ့ဒုဗိုလ်မှူးကြီးအစ်စ်ရှိသူကအကင်တွေစစ်ဆေးပေးရပါတယ်။ စစ်ကောင်းဆောင်တပ်ကတော့ရက်ဖက်ပြစ်မှတ်များကိုတိုက်ခိုက်ခံရတိုင်းတိုက်မှုများကိုလွှဲချလိုရနေပါတယ်။ခုကချင်းနေတွေပို့ဆိုးလာပြီးချင်းမြတ်တမဌာနချုပ်မှာတမမှုအစီအမင်းတိုက်ရိုက်တောင်းဆိုပိုင်ခွင့်ရလာပါတယ်။ မဟာဗျူဟာများစီရေးစီမံချက်များနဲ့စစ်စီရေးများဆင်နွှဲလာတဲ့အခါတွေမှာဒုတိယကာကွယ်ရေးဦးစီးချုပ်လေးသက်စစ်ဦးစီးချုပ်နဲ့ကြီးရည်လေးစစ်စီရေးကုကဲရေးအရာရှိကြီးတွေပါဝင်နေဦးရဲစစ်စီရေးကုကဲမှုရုံမှသာလေကြောင်းပြည့်ခတ်မှုအမိန့်ပေးပါတယ်ဒီကြောင့်မှတစဉ်တိုက်ခိုက်မှုတွေအတွက်ရက်130တို့ K8 နဲ့ FTC 2000ကျီတို့ကိုတုံးပြီးစစ်စင်ရေးများအတွက် JF70 MIG29 F7 တို့ကိုအသုံးပြုလေးရှိပါတယ်။အဲ့ဒီလေယာဉ်တွေမလုံမလောက်ဖြစ်လာတဲ့အတွက်ဝိုင်းတွဲတည်ယူပို့ဆောင်ရေးလေယာဉ်ကိုတိုက်ခိုက်ရေးဘက်မှတုံ့ပြန်ပြင်ဆင်မွန်မှန်ခဲ့ကြပါတယ်။အဲ့ဒီလေရင်နေတဲ့သူဘုံတွေကိုစစ်သားတွေကလက်နဲ့ကင်ပြီးပြစ်ချကြရပါတယ်။အလားတူပင်ပါရာမိုတာခေါ်စက်တက်လေဒီများနဲ့ဘုံများပြစ်ချကြပြန်ပါတယ်။တနိုင်ငံလုံးဘုံချဲနေတယ်။လေရင်တွေအ धिक နေတဲ့လေတဲ့အခြေ size ခန်းတွေဟာ မကွေတတဦးနေပြည်တော်တောင်ကူနဲ့မော်ဘီတို့ဖြစ်ပြီးမိထီလာရှန်တဲကလေတပ်တင်နှန်းချောင်းလဲပါဝင်ပါတယ်။အာနာသိန်းစစ်တပ်ကအသုံးပြနေတဲ့ပုံးတွေဟာပြည်တွင်းမှာထုတ်လုပ်တာပဲဖြစ်ပါတယ်။ပုံးသေးစားများကို စင်တဲရှိကပ္ပစာ၃အကြီးစားများကိုစိတ်ဖြူမျိုးမှမိုင်၃၀กว่าရှိကပ္ပစာ၂၁မှာထုတ်လုပ်တာပဲဖြစ်ပါတယ်။အဲ့ဒီဒေတာတွေဟာအခုချိန်ထိစစ်ကောင်စီရဲ့ထိန်ချုပ်မှုအောက်မှာရှိနေသေးဖြစ်ပြီးပုံမှန်ပို့ဆောင်ဖြန့်ဖြူးနိုင်သေးပဲဖြစ်ပါတယ် လက်တလုံးတိုက်ပွဲတွေရာကြောက်ဖြူမမော်နဲ့တောင်ခမ်းတိုက်ပွဲများအတွက်လေကြောင်းတိုက်ခိုက်မှုကိုအဓိကထားပြုလုပ်နေကြပါတယ်။ဒါ့အပြင်စကိုင်းတိုင်းဒေသကြီးတွင်းကလူလူကိုကြီးလန့်စာစားဖြစ်အောင်အရက်ဖက်ပြင့်ပတ်များကိုတမင်တကာရည်ရွယ်ပြစ်ခတ်တာတွေလည်းပြုလုပ်နေပါတယ်။သူတို့ဖြင့်အင်းတော်ကိုလက်လွတ်ခရပြီးနောက်ပိုင်းပို့ပြီးတိုက်ခိုက်လာခဲ့တာပါအခုခါအဲ့ဒီတိုက်ခိုက်မှုအလုံးအတွက်သူစစ်ကောင်းဆောင်ဦးဆောင်နေပူတဲ့စစ်စင်မှုကုကဲရေးဌာနချုပ်မှာ မဟာဗျူဟာမြောင်းစစ်စင်ရေးဆိုပြီးကြည်ကြက်နေခြင်းပဲဖြစ်ပါတယ်ရှင်